ခုလက်ရှိစစ်တပ်ကလုပ်နေတဲ့နော်ပပဆက်ဆက်နီလန်းတွေဒီရင်ကတိုင်းသားဒေသတွေမှာစစ်တပ်ကတောက်လျှောက်နှစ်ပေါင်းများစွာလုပ်ခဲ့တယ်နီလန်းတွေဒါကြောင့်မို့လို့ကျွန်တော်ရေးရေးဆွဆွဲတယ်တဆနာပါတီဒီလည်းပဲရာဇဝတ်သားတွေနဲ့ပါတီမင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်စက်တင်ဘာလ25ရက်မြမရေးရတနေ့တာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကိုကျော်သိမ်းမင်္ဂလာပါခင်ဗျာမင်္ဂလာပါကိုကျော်မော်ကြီး ဟုတ်ကဲ့ဒါကျွန်တော်တို့ဒီမြမကြီးရတနေ့တာစီစဉ်ကိုဒီနေ့တော့ထပ်ထပ်ပြီးတော့ထုံလွင်ပေါ်မှာဖြစ်ပါတယ်ဆိုတော့ကိုကျော်သိန်းရဲ့ဒီနေ့လည်းကျွန်တော်တို့ဆွေးနွေးမဲ့အကြောင်းအရာလေးလည်းကျွန်တော်တို့ရှိပါတယ်အာပထမဆုံးအကြောင်းအရာအနေနဲ့ပေါ့လေဆိုတော့ကျွန်တော်တွေ့ထားတဲ့အကြောင်းအရာတစ်ခုကတော့ဒီ main online ပေါ့လေ main online ရဲ့ Russia season အခုရှိနေတယ်ပေါ့လေဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိန်းစပြီးတော့ဆွေးနွေးပေးပါအောင်ခင်ဗျာဟုတ်ကဲ့ပါကိုကျော်မောင်ရေကျေးဇူးပါဗျအဲအခု key season က စက်တင်ဘာလ25ရက်နေ့ကနေပြီးတော့28ရက်နေ့ထိမော်စကိုမှာလုပ်မဲ့ World Atomic Week Forum ဆိုတဲ့ပွဲနော်ပြောရအောင်ကဘာအမှုမြူတင်ပတ်ပေါ့ဗျာအဲ့ဒီပွဲကိုမင်းအောင်လိုင်းကသွားတက်တာတဲ့ဆိုတော့အဲ့ဒီပွဲကဘာလဲဆိုတော့သူကနျူကလ িয়ার နဲ့နျူကလ িয়ার ဆက်ဆက်လုပ်ငန်းတွေပေါ့ဗျာဒါတွေနဲ့သက်ဆိုင်နေဆိုရင်တော့ဒါအကြီးဆုံးပွဲလို့ဆိုတာပဲအဲ့ဒီပွဲရဲ့ ਨੇ ပတ်သက်တဲ့ website မှာရေးထားတာတော့ အဲ့မှာဘယ်သူတွေလာတတ်ကြမလဲဆိုတော့နျူကလ িয়ার အစီအစဉ်တွေလုပ်နေတဲ့နိုင်ငံတွေတဲ့နော်နျူကလ িয়ার အစီအစဉ်တွေရှိတဲ့နိုင်ငံတွေပြီးတော့နျူကလ িয়ার ဆိုင်ရာကျွမ်းကျင်သူတွေပြီးတော့နျူကလ িয়ার နဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေပေါ့အဲ့လုပ်ငန်းတွေကအဲ့လုပ်ငန်းတွေကကုမ္ပဏီတွေရဲ့အကြီးအကဲတွေလာတက်မဲ့ပြီးတော့ဒီဘွဲကဒီရုရှားနိုင်ငံရဲ့နျူကလ িয়ার ဂန္ဓာပေါ့လေနျူကလ িয়ার ဣန္ဒစထရီပေါ့ဒီနျူကလ িয়ার ဂန္ဓာ နှစ်80ပြည့်ထိမှန်တယ်လည်းပဲပိုက်ဆိုင်တယ်လို့ဆိုရဲအဲ့တော့ခီးစဉ်ကိုပြန်ကြည့်ရင်ဒါက9လအတွင်းမှာမြန်အွန်လိုင်းရဲ့၄ချိန်မြောက်ရုရှားခီးစဉ်ပဲနော်ကိုကြောင်မောင်ရင်အဲမြန်အွန်လိုင်းတို့ပြောတဲ့ပြောရတော့တရဝင်အလုပ်သဘောလို့ဆိုရဲအဲ့ဒီ foreign website ကိုကျွန်တော်တက်ကြည့်ပြီးတော့ရှာဖွေကြည့်တဲ့အခါကျတော့အဲ့ဒီကနေကျွန်တော်တွေ့ရတွေ့ရတာအရဆိုရင်တော့အဲ့ဒီ forum ကိုတက်ဖို့အတွက်တယောက်ကို ယူရို2500ပေးရတယ်နော်ဖိုရန်တက်ခွင့်2500ပေးရတယ်အဲ့ဒီမှာမှာသူကအဖွဲတစ်ဖွဲ့တည်းပေါ့ဗျာသူတို့ဆိုရကိုယ်စလဲအဖွဲတစ်ဖွဲ့တည်းကဟလာ3ရောက်အနည်းဆုံးပါတယ်ဆိုရင်ဂျန်နဲ့ကိုယ်စလဲတွေအတွက်သူကယူရို2200လို့ထင်ပါရဲ့အလုံးတို့2200လာကျန်တဲ့ပုံစံကျန်တောင်းနေရတာတော့သိမရှင်းတော့ဆိုတော့ပြောရရင်တော့ဒီပွဲကတပိုက်ဆံပေးပြီးတော့တက်မယ်ဆိုလူတိုင်းတက်လို့ရတဲ့ပွဲပေါ့ဗျာ ော့မင်းအွန်လိုင်းတို့ကလည်းတရားဝင်လူသဘောလို့ပြောတဲ့အခါကျတော့ဟလာပိုက်ဆံပေးပြီးတော့တက်တာလားဒါမှမဟုတ်ရင်မပေးရဘူးလားအဲ့ဒါတော့ကျွန်တော်လည်းရှင်းရှင်းလင်းလင်းမသိဘူးပေးရတယ်လို့ရေးတာမျိုးတော့ကျွန်တော်တွေ့တာပဲပြီးတော့သူနဲ့ပါသွားတဲ့အထင်းမှာဒီသိပ္ပံနဲ့ဤပညာတို့ဘာလို့လို့ပေါ့ဗျာဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့ဤပညာနဲ့ဆက်ဆက်ပတ်သက်တဲ့လူတွေပါသွားတယ်သူတပည့်တွေပါသွားတယ်နော်ဒါဒါသူတို့ထုတ်ပြန်ကြတဲ့နော်တွေ့တွေ့တွေ့ရတာဘယ်လိုလုံးသိတဲ့အတိုင်းပဲဗျာ မေအောင်လိုင်းတို့နဲ့ရုရှားဂျာမာကနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့ပေါင်းပြီးတော့လုပ်နေကြတာရှိတယ်။အဲ့ဒါပြီးခဲ့တဲ့မတ်လတုန်းကပဲကြီးညာခဲ့တာတခုရှိတယ်။နော်မေအောင်လိုင်းတို့နဲ့ရုရှားနဲ့ပေါင်းပြီးတော့130မီဂါဝတ်ရှိတဲ့နျူကလ িয়ার ဓာတ်ပေါင်းမှုတခုဒါပြောရအောင်အသေးစားဓာတ်ပေါင်းမှုပေါ့ဗျာ။နျူကလ িয়ার ဓာတ်ပေါင်းမှုတခုကိုရုရှားအကူအညီနဲ့မြန်မာနိုင်ငံမှာစောင့်မယ်ဆိုပြီးတော့တရားဝင်ကြေညာထားတယ်။အဲ့တော့စောင့်မယ်နေရာနဲ့ပတ်သက်ပြီးတော့ခံမှန်းကြတာမှလည်းပဲ နေပြီးတော့မှနေပြီးတော့တဝိုင်းမှစောက်မယ်လို့တော့ခံမှန်းကြတယ်ကျွန်တော်တို့တွေးမိတယ်ငလျင်နဲ့တော့အဲ့ဒီဒေသကလူတွေဖျားတနေရမယ်လို့အဲ့ဒီနျူကလ িয়ার ဓာတ်ပေါင်းဘိုးနဲ့အဲ့ဒီဒေသတွေရဲ့ငလျင်နဲ့တော့နော်တွေ့တော့တွေ့ကြပြီဆိုတော့ကုဇောမောင်ကြီးတိတဲ့အတိုင်းပဲဗျဒီစီအိုစုအဆက်စက်ကလာနျူကလ িয়ার နီးပညာကိုငန်းငန်းတက်လိုချင်နေဆိုတာဒါက open secret ပေါ့အလုံးသိတဲ့အလုံးသိတဲ့လျှို့ဝှက်ချက်ပဲရအောင်လဲသူတို့ဂျူစာခဲ့တယ်နျူကလ িয়ার နီးပညာရအောင်လဲဂျူစာခဲ့တယ်မြောက်ကိုရီးယားနဲ့တောင်မှ ပေါင်းပြီးတော့လုပ်တယ်နော်မြောက်ကိုရီးယားလိုနိုင်ငံမျိုးကိုမရောက်နိုင်တော့အားကြတာဘူးဗျမြောက်ကိုရီးယားကနျူကလ িয়ার လက်နက်ရှိလို့လုံချင်နိုင်လုံနေတာတောင်မှကဘာကထိလို့မရဘူးလို့သူတို့ကတွေးတာသူတွက်တာတွက်တော့မြောက်ကိုရီးယားလိုဖြစ်ဖို့သူတို့အားကြတာဗျအခြားနိုင်ငံတွေနျူကလ িয়ার ပိုင်တဲ့နိုင်ငံတွေရှိပါသေးတယ်ဗျဒါပါမြောက်ကိုရီးယားပဲအဓိကပြောပါဆိုတော့တေချာတာကတော့ကိုကြောင့်မဟုတ်ရင်နော်နျူကလ িয়ার နီးပညာကိုမင်းအောင်လိုင်းတို့ရှားဖို့ပိုင်ဖို့စူးစမ်းနေတာ သူတို့ပြောသလိုဟလာငြိမ်းချမ်းနဲ့ရည်ရွယ်ချက်နဲ့လို့တော့ဘယ်လုံးမှမဖြစ်နိုင်ဘူးဒီစစ်တပ်ရဲ့လာယာနဲ့လာယာရနော်ညီကလေးကဤပညာပိုင်ဆိုင်နေတာဒီငြိမ်းချမ်းနဲ့ရည်ရွယ်ချက်ပါဆိုတာနော်ဘယ်လုံးမှမဖြစ်နိုင်မင်းအွန်လိုင်းတို့အုပ်စုနျူကလ িয়ার သာရသွားလို့ကတော့ဘယ်လိုပဲကြာရနော်ဟိုကြောက်ပါအောင်နျူကလ িয়ার ဤပညာသာချင်းနျူကလ িয়ার ဘုံထုတ်ဖို့ဤပညာမဟုတ်နဲ့ဟုတ်နျူကလ িয়ার ဤပညာသာရသွားလို့ကတော့ဗျာခင်ဗျာမြန်မာနိုင်ငံမှာရော နော်အာဆီယံနဲ့အရှိတောင်အရှနဲ့အာရှဒေသတွေမှာရောနိုင်ငံတကာမှာရောအဲ့ဒါဒီဖို့မိကြောင်ဖြစ် မြင့်မချမ်းသာအခြေအနေမျိုးဖြစ်နေတယ်နော်အဲဒီမှာအိတ်ကောင်းခြင်းမအိယစားကောင်းခြင်းမစားရတဲ့အခြေအနေမျိုးဖြစ်နေပြီအဲ့တော့စင်စားချင်းချင်းပြီးတော့လောက်ကြပြီးတော့ပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဓိကလူတွေပြောများနေတာတော့အဲ့ဒီကိစ္စမဟုတ်ဘူးဗျလူကြီးကိစ္စမဟုတ်ဘူးအဓိကလူတွေပြောများနေတာကဘာလဲဆိုတော့ငတ်တလောက်ပေါင်းလက်ဖက်နဲ့လက်ဖက်ကြီး မင်းအောင်လိုက်ဟာမော်စကိုသွားခီးတထောက်ဝင်လာတဲ့ရုရှားမြို့ပေါ်ဗျာပါတယ်နိုဗာစီဗစ်ဆိုတဲ့မြို့အဲ့ဒီမြို့ရောက်တဲ့အခါကျတော့ဟလာအဲ့ဒီမြို့ကအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကိုသူတည်သွားတယ်တည်လာလည်းပဲပလတ်စတစ်ဘူးလို့တပ်ပုံထဲမှာတော့အဲ့လိုထင်ရတာပဲဗျတပ်ပုံရပါတယ်တည်သွားတယ်ငါတလောက်ပေါင်းကျွေးတယ်လက်ဖက်တုပ်ကျွေးတယ်လက်ဖက်ရည်တိုက် ကိုကြောင်မောင်ခမရငါတလောက်ပေါင်းရလက်ဖက်တုတ်ရလက်ဖက်ရအဲ့လိုခမရတွဲပြီးစားတော့ဘူးလားကျွန်တော်တော့ဘယ်တော့အဲ့လိုတွဲဘူးတွဲပြီးစားဘူးတော့ဘူးလဲကျွန်တော်ဘယ်တော့နောက်ဆုံးစားဘူးတော့ဘူးလဲကျွန်တော်မမှတ်မိသူစီရတိုက်စီရရှားလို့အစာစိတ်များသိင်လို့တော့ကြည်ကောင်းမယ်မင်းအောင်လိုင်းရုရှားအောင်ပြန်ရမှာမဟုတ်ဘူးဒီလားအဲ့အဲ့ဒီတည်င်းကလူတွေဝိုင်းပြီးတော့ပြောလိုက်ကြတာဆိုတာဗျာအဲ့တည်င်းရေးတဲ့တည်င်းဌာနတွေရဲ့တည်င်းအောက်မှာသွားပြီးတော့ပြောနေကြတဲ့မှတ်ချက်တွေကျွန်တော်လိုက်ဖတ်ကြည့်တာ လိုက်ဝိုင်းလောင်နေလိုက်ကြတာမှာဗျာကျွန်တော်ဖတ်ရင်းနဲ့ရည်နေရတယ်ရည်လိုက်ကြတာရည်လိုက်ကြတာဆိုတော့ပြောမကောင်းဗာလဲချွရီဆိုပါလေးတယ်ငပိတောင်းနဲ့ငပိတောင်းလေးငပိလေးမကြွေးဘူးလားလို့နော်ရခိုင်မုန်တီမကြွေးဘူးလားလို့မွင်းကမကြွေးဘူးလားတို့တွေဒါမျိုးတွေလည်းရေးကြတယ်အဲ့မှာကျွန်တော် match လေးနှစ်ခုကျွန်တော်တွေးမိလို့ယောက်ကရေးထားတာဗျာနော်လက်ဖက်သုံးနဲ့ငတလောက်ပေါင်းဘာမှမဆိုင်ဟွန်းငါမပြောခြင်းဘူးမပြောခြင်းဘူးနော် ရေရရီရေရရီဆိုပြီးတော့ရေးထားတာတယောက်ကကျွန်တော်စဉ်းစားတယ်ဗျာဒီလားကျွေးစရာရှားလို့နော်မြမကြီးကအစားအစာနဲ့မြမယူရဆိုတာတဲ့မြမအစင်လားအစားအစာလဲစုကြပါဘူးငါတလောက်ပေါင်းကျွေးတယ်ဘာစိတ်ကူးလဲမသိဘူးဟုတ်ဟုတ်များဟုတ်နေမှာပြောတတ်ဘူးရေရရရေရရဆိုလဲဘလို့ရေရရလဲတော့မသိဘူးဗျာကျွန်တော်လဲအဲ့ဒါတွေမကျွမ်းကျင်တော့ဒါတော့ဘေဒင်ဆရာကြီးတော့ပူကျွမ်းကျင်တယ်ထင်တာပဲအဲကျွမ်းကျင်တဲ့ဘေဒင်ဆရာများကျွန်တော်အခုပြောတာကြားမိရင် ဲ့ဒါဘာရေရာများဖြစ်မလဲလို့ရှင်းလင်းပြပါဦးဗျာเนาะနားလဲကျင်လို့ပါနောက်တစ်ယောက်ကလည်းရေးတယ်ဗျာကိုတစ်ခေါက်တော့ကသူ၄ခွားပြေးဘူးလေလीเนาะ၄ခွားပြေးအဲ့တော့၄ခွားတော့ကလည်းပြစ်ပုံပြစ်နည်းအသေးချာရှင်းပြခဲ့အခုလဲငတလောက်ငတလောက်စားစားလက်ဖက်လက်ဖက်ဝါဝါလို့ဒီမှာလို့ပြောပြီးရှင်းပြလိမ့်မယ်လို့ယုံကြည်ပါတယ် ဒါနောက်တစ်ယောက်ကအဲ့ဒီတရင်အောက်မှာမှတ်ချက်ရေးထားတာမှတ်ချက်တွေကတော့အများကြီးပါပဲပုံနေတာပဲထောင်နေကြီးတဲ့မှတ်ချက်တွေတပါးတကူမှတော့အကောင်းမရှိဘူးဒါတော့မင်းအောင်လိုင်းကလူတွေကိုစိတ်ညစ်အောင်လုပ်တယ်လို့သူကတစ်ဖက်မှာတော့ပြန်ပြီးတော့သူကဖြောပြေးရေးလေးတော့ပြန်လုပ်တယ်ဗျအဲ့လိုမျိုးမဟုတ်ကဟုတ်ကပေါက်ကြရတွေပြောနော် ပေါက်ကြရတွေလုတ်ပြဘာလဲတစ်ခေါက်တုန်းကလည်းမင်းဥစ္စာကိုပူတင်ကိုကြက်မင်းဆိုလားအဲ ကြံကူတွေပါတွေယူသွားပြီးတော့ဖတ်ပြပူတင်ကជីជីចောင်းជីဥចောင်းចောင်းနဲ့ជីတယ်ဘာလာပြောနေတာလဲပေါ့ဘာစိတ်ကူးနဲ့ဘယ်လိုလုပ်ကြလဲမသိဘူးကျွန်တော်တွေးမိတာတကူရှိရဲ့ဒီလားရုရှားမှာကသူစစ်တပ်ကပညာသင်ဆိုရဲကောင်ကြီးအများကြီးပဲရရုရှားမှာဟုတ်တယ်မလားဒီမှာစစ်တပ်ကရုရှားမှာပညာလူသင်တွေလွတ်ပြီးတော့ဟလာအဲအဲ့ဒီခိုးနီးပညာတခိုးဆိုတာကမဟုတ်ကဟုတ်ကလုပ်တဲ့နီးပညာတွေအကုန်လုံးပေါ့ဗျာဥမာအင်တာနက်ကနေပြီးတော့ cyber online attack လုပ်တာတို့ hack လုပ်တာတို့ပါနေတာဒါမျိုးတွေလေ ဒါမျိုးတွေသွားပြီးတော့တင်နေတဲ့လိလာနေတဲ့ကောင်တွေအများကြီးပဲရုရှားမှာဆိုတော့အဲ့ဒီကောင်တွေကများမြောက်ပေးလိုက်သလားမသိဘူးနော်အခုလေရုရှားမှာရှိနေတဲ့သူတန်ရောကောင်တွေကများစောက်တွန်းလိုက်သလားမသိပါဘူးနော်ရုရှားတွေကမြန်မာကတော့ဘုံတိတ်ကြိုက်တာမယ်လက်ဖက်တော့တိတ်ကြိုက်တာလက်ဖက်ရည်ဆိုရင်အသေးဆွဲလို့ပါတို့အဲ့ဒါမျိုးတွေမြောက်ပေးသလားမသိပါဘူးအဲ့ဒါနဲ့ပဲဒီငါတို့ပေါင်းကျွေးတာတို့လက်ဖက်တုပ်ကျွေးတာတို့လက်ဖက်ရည်တိုက်တာတို့ဖြစ်လာပုံရပါရဲ့ဗျ။အဲ့တဲ့င်းနဲ့မှသူတို့ရေးထားတဲ့တဲ့င်းမှတော့ပြောတာပဲ။အဲ့ဒီမြို့ပါအုတ်ချွေးလို့နေဖွဲ့ရ မြင်းကြီးရှက်ရီစားကြတယ်ဗျာမြင်းရှက်ရီဘလို့စားလဲမသိခင်ဗျားလဲစမ်းကြည့်တင်တယ်သိလားအဲ့ဒီငါတလောက်ပေါင်းရဲ့လက်ပတ်အဲ့မတူတဲ့ရတာလေးလဲရချင်းရမှာပေါ့ဗျာဆိုတော့ကိုကြောက်မအောင်ကြီးမင်းအွန်လိုင်းကလူတွေကိုသိချင်းအလောက်အောင်စိတ်နစ်စိတ်နစ်အောင်နော်လုပ်တယ်လို့တပတ်ကလည်းပဲပြန်ပြီးတော့ဖြောပြေးရေးလေးတော့လဲလုပ်ပါတယ်လို့ဒီလိုမျိုးလေးနဲ့လူတွေမှာလဲစိတ်ဖြည့်နေရတာဖြစ်ပုံရပါရဲ့ကိုကြောက်မအောင်ကြီးဟုတ်ပါတယ်ကိုကြောက်တဲ့ဒါလဲ ဟိုကိုကျော်သိပြောရနားထောင်နေကိုကျွန်တော်ကဟိုရေရေမောရပါတယ်ဗောလေဆိုတော့ဟိုဒါလည်းဒီကုနာဒီကိုကျော်သိဆင်းရဲခဲ့တယ်လို့ပဲဒီမြောက်လိုင်းနေနဲ့ရုရှားကိုတော်တော်လေးကိုဟို fire ကပ်ပေါင်းနေအခြေအနေတွေကျွန်တော်တို့တွေ့ရတယ်ဗောလေကုနာဒီပြောမင်းကိစ္စလိုဟာမျိုးတွေကုလိုအခြေအနေမျိုးတွေမျက်နှာလိုမျက်နှာလိုမျက်နှာရအများအများကြီးလောက်တော့ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီအကြောင်းဆွေးနွေးပြီးတဲ့အခါမှာကျွန်တော်တို့တော့ဒုတိယအပိုင်းဆွေးနွေးဖို့လေးတွားလိုက်ရအောင်ပါ ဒုတိယပိုင်းအကြောင်းအရာတော့ဒီသတင်းကိုလည်းကျွန်တော်တွေ့လိုက်တဲ့အချိန်ကြောင်းတော့မှပဲကျွန်တော်လည်းတွေးမိတော့အော်တဆာညပါတီရှိသေးသလားပေါ့နော်အဲ90အဲယူကော့ဘွဲမှာလည်းဟိုဟာရှုံးခဲ့တယ်ပြပြတက်တက်ရှုံးခဲ့တယ်2010ကျတော့တိုးမပေါက်ပြန်ဘူးဂျန်ခါရီကိုအော်2015တို့2020တို့ဆိုပြောမနေတော့ပေါ့ဆိုတော့ဒီပါတီကလက်ရှိအချိန်မှာဒါဒုတိယအင်အားကြီးဆုံးပါတီဆိုပြီးတော့သတင်းတွေ့လိုက်ရတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကိုကျော်သိန်းဆွေးနွေးပေးပါအောင်ခင်ဗျအင်းဒီသတင်းကလည်းရည်စရာသတင်းလို့ပဲပြောရမှာမသိပါဘူးဗျာဒါပေမဲ့ နိုင်ငံရေးကိစ္စဆိုတော့လည်းပဲတိတ်တော်လည်းရည်လို့တော့မကောင်းဘူးပေါ့ဗျာဆိုတော့ကျွန်တော်တို့ပြောခဲ့တယ်လေကျန်းဖွန့်ပါတီဘက်ကမင်းအောင်လိုင်ကသူ့ရဲ့ဘူချုပ်ကြီးတွေဒီဘူချုပ်ကြီးတွေတက်ကနေနားပေးပြီးတော့ကဲသွားကြကျန်းဖွန့်ကိုကျန်းဖွန့်ကနေပြီးတော့မင်းတို့အမှတ်သွားလောက်ကြလာချိုးကောင်တွေကကျန်းဖို့မှာလက်တို့လက်တောင်သွားလို့ကြ။အိုးအောက်ချီရလူတွေအထိနော်။လွတ်တံမှာလူ900လောက်ရှိတယ်လို့သတင်းတွေမှာတွေ့ရတယ်။အဲ့တော့ဒါနဲ့ရင်ပြီးတယ်ထင်တာဗျ။ဘယ်ဟုတ်လိမ့်မလဲ။သူကတဆညာ အစမ်းညဆိုတာရှေ့ကတော့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီပေါ့ဗျာနော်တိုင်းရင်းသားတွေကိုဒုက္ခပေးနေတဲ့လူတွေပါတဲ့တတလုံးတိုင်းရင်းသားတွေစီလုံးညွတ်အောင်မလုပ်ခဲ့တဲ့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတဲ့အိတ်တဆညကိုလည်းပဲတဆညကြတော့တဆညကြတော့သူက second class ပေါ့ဗျာစစ်တပ်က second class party လို့သဘောထားတာဟိုကျန်းဖုန်ဘက်ကဘူဂျုတ်ကြီးတွေဒုဗိုလ်ချုပ်ကြီးတွေလွတ်တယ်ဘူဂျုတ်တွေလွတ်တယ် တာဆာညာကြတော့ဘူမူကြီးတွေလွတ်တယ်တဲ့နော်ပြောောက်ပဲဝင်ဖို့အတွက်ဘူမူကြီးတွေလွတ်တယ်တဲ့အဲ့တော့ကျွန်တော်ဘာတွေးပြီလဲဆိုတော့နော်တာဆာညာဆိုတော့ကိုကြောင်းမောင်လည်းခုနပြောသလိုကြားဒီပါတီပြတာဆာညာဘာမှစွမ်းစားမရှိဘူးကိုကြောင်းမောင်ပြောသလိုရှိတော်ရှိသေးအခုလဲ online မှာရေးကြတာကျွန်တော်တွေ့တော့တာဆာညာပါတီရှိသေးသားပဲဟာပေါ့နော်အဲ့လိုပြောတာအဲကြားဒီပါတီပြဒီကြားဒီပါတီကိုတော့မှာ မင်းအွန်လိုင်းကအလုံးမပေးဘူးဆိုတော့ကြည်ရင်ညသူတို့ကဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့နဲနဲလေးတော်သူတို့အတိန်ဆောင်မခံနိုင်ဘူးနော်ဒါအကုန်လုံးရအောင်နော်ဒေါင်ပေါင်းစုံကနေပြီးတော့ရသမျှအပေါက်ပေါင်းစုံကနေပြီးတော့ပိတ်ထားတာဘာလို့လဲဆိုတော့သူကခံခံနေရပြီးပြီလေနော်ဒေါင်စန်းစုကြည်တို့ကိုအဲ okay ပါတယ်ဆိုပြီးတော့လှုပ်လိုက်တာကိုယ်ကောက်ကုန်လို့လေဆိုတော့ဒါမျိုးတော့တင်ငန်းစာယူတယ်ကြဒီကောင်တွေကညတော့ကြံဖို့နဲ့တင်အားမရဘူးဟလာဒါစာညဟိုပါသူတို့ကချိန်ထားလိုက် တက်ဆောင်ကြမှာခြေထားလိုက်တယ်။ကလေးများဟလာကျန်းဖုန်ဘက်ကမပြောကောင်းမဆိုကောင်းလွတ်သွားတယ်ဆိုရင်တော့မှအဲတက်ဆောင်ကြနဲ့ပြန်ဖာဖို့အတွက်ပေါ့လေနော်။ဒါ second class ပါတီဒုတိယဒန်စာ ပါတီအဖြစ်ယူွက်ဟာွက်မရှိအောင်ပိတ်ထားတာပေါ့ဆိုတော့တွေ့ရတာကတော့ကိုကျော်မောင်ဒါဆာညာကသူတို့ဝင်ပြိုင်မဲ့အမှတ်နေရလဲနဲတော့မနေဘူးနော်ကျန်းဖုံးကဝင်များဝင်မာကစုစုပေါင်း1018နေရတဲ့သူကပထမအများဆုံးနဲ့ဘာမှအဝန်စရာမရှိပါဘူးညာ ။တားဆန်ညကလည်း900နီးပါးဗျ။သူက694နေရတဲ့။သူကဒုတိယအများဆုံးရွေးကောက်ပွဲဝင်မဲ့ပါတီလို့ဆိုတယ်။ကျွန်မခုနပြောသွားသလိုဗျ။တားဆန်ညဆိုတာ1990တုန်းကလည်းအမလီဖြစ်ပါလိမ့်မယ်လို့သူတို့တွေးလိုက်ကြတာနော်။ဝင်လိုက်တော့ကွက်ကွက်ကျွန်တော်တစ်ခေါက်တောင်ပြောခဲ့ဘူးပါတယ်မြန်မာလူကြီးရဲ့နိုင်ငံရေးရည်ကြိမ်ဆိုကြတာလည်းတော့ပါနော်မြန်မာလူကြီးရဲ့နိုင်ငံရေးရည်ကြိမ်ကို short တွေ့ကြတာအဲ့ဒီချိန်တုန်းက1990ရွေးကောက်ပွဲမှာ NLD အဲ့ဒီလောက်အထိ နော်တောင်ကျူကမ်းပြူဖြစ်လိမ့်မယ်လို့တွက်ခဲ့မရှိတဲ့လောက်ပဲဗျနော်မရှိတဲ့လောက်ပဲနေကွဲမယ်ဘာညာပေါ့ဗျာပါတီကြလည်းအများကြီးဟုတ်ဗျဒီမိုကရေစီလို့ပြောတဲ့ပါတီတွေကမနေဘူးလေဥမှုလို့လည်းပါကြတာဟုတ်အဲ့တော့ကွဲတာပဲတဆန်ညာခော့ခက်လောင်ရှုံနောက်တခါဒီ2010ကနေစပြီးတော့နောက်ပိုင်း2010 2015 2010နဲ့ကြာပြတ်ရှိသေးတယ်အဲဒီတုန်းကသူတို့ဝင်ဝင်တော့ကျွန်တော်လည်းမမှတ်မိဘူးတော့ဆန်းစုကြည်တို့တွတ်တော်တွေစရောက်သွားတယ်ကြာပြတ်ယူပေါက်ပွဲ 2015-2020ဘယ်ရွေးကောက်ပွဲမှာမှလူရာဝင်ခဲ့တဲ့ပါတီမဟုတ်ဘူးနော်လူလူကပြက်ပြက်တာတာရှင်းပြက်တာမင်းတို့တက်ကကိုမလာနဲ့ဒီလောက်ကတော့တောက်ချပလိုက်မယ်တောက်ချပလိုက်မယ်ဆိုပြီးတော့လူလူကပြက်ရှင်းပြက်တာဗျာနော်အကတ်ကိုမခံဘူးမင်းတပတ်ကပြန်ကြည့်ရင်ဒီကတဆညာပါတီဆိုတာကိုကြော့မော်ကျွန်တော်တို့ခင်ဗျားတို့ဒီတမိုင်းကောင်းတဲ့ပါတီမှမဟုတ်တာဗျာဘာတမိုင်းကောင်းတဲ့ပါတီမဟုတ်ဘူးဘလို့ဖြစ်လာလဲတဆညာပါတီကဟာလာတော်လေသူ နော်အာနာရှင်ဟောင်းမောင်နေဝင်းသူ့ရဲ့လက်ကင်ဒုတ်ပါတီအဖြစ်ထောင်ခဲ့တဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီနော်တပါတီအာနာရှင်စနစ်နဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီအတူပေါက်ကမာဆာလာမာဆာလာအနေပြီးတော့လာတယ်မာဆာလာပါတီဆိုတာက1988ရှစ်လေးလုံးလူလူရေးတော့ပုံမှာလူလူကကင်ပလိုက်တာမာဆာလာမာဆာလာဆိုတာကိုယ်ကောက်ပြီးတော့ဒလင်းကောက်ကိုပြုတ်ကျသွားတာမာဆာလာပြုတ်ထွက်သွားတယ်နော် ီးတော့တို့စစ်တပ်ကအာဏာပြန်သိမ်းပေါ့အဲ့ဒီအချိန်တုန်းကစောမောင်စောမောင်တို့ခင်ညွန့်တို့ဖြစ်သွားအဲ့မှာမဆာလာကွေကောက်အဲ့မှာနေမဆာလာကိုတို့ကအခွန်ပြောင်းပြီးတော့ဘိုင်းနာစီလုံးညညရေးပါတီဒါဆညာဆိုပြီးတော့လုပ်တယ်အဲ့ဒါဆညာပါတီစတဲ့တဲ့အချိန်တုန်းကလည်းပဲကြံဖုံကလူမှုရေးအဖွဲ့ကနေပရာဟိတလူလူလူမှုရေးလူလူအဖွဲ့ကနေပါတီထောင်ချိန်မှာလုတ်ခဲ့တယ်လို့ပဲ ဒီမာဆာလာပါတီကခိုးထားတဲ့တိုင်းပြည်ဗန္ဒအစည်းအဝေးတွေအကုန်လုံးကိုစင်းမရှိအင်းမရှိတဆာညာပါတီကလွှဲယူခဲ့တဆာညာပါတီဆိုတာလည်းစစ်တပ်ထောင်ထားတဲ့ပါတီပဲရိုးရိုးလေးပဲကြံဖုံဆိုတာလည်းပဲစစ်တပ်ကထောင်ထားတဲ့ပါတီပဲနော်အဲ့တော့ဒါစစ်တပ်ပါတီတွေကြီးပဲအဲ့တော့တိုင်းပြည်အစည်းအဝေးလူလူဗန္ဒခိုးပြီးတော့ထောင်ခဲ့တဲ့ပါတီတွေကြီးပဲစစ်အာဏာရှင်တောက်တိုင်တွေကြီးပဲသူတို့ကိုယ်တိုင်ကစစ်အာဏာရှင်ရဲ့ပြောရရင်စစ်တပ်ကလူတွေလေဗျာ အရေးကိုချွတ်ထားတဲ့လူတွေဗျာညသားရေကိုပြောင်းထားတဲ့လူတွေဗျာအများစုကညသားတွေဆိုတာအောက်ဖက်ပါတီဝင်အစင်းစင်းမှာရှိမှာပေါ့ဗျာနော်မြို့နယ်အစင်းလောက်ခရိုင်အစင်းလောက်တိုင်းအစင်းလောက်ဆိုရင်ကိုမရပါဘူးတိုင်းအစင်းလောက်ဆိုရင်ကိုအဲ့ဒီသူတို့ပါတီတိုင်းအစင်းလောက်ဆိုတာကိုကတက်ကတူစစ်တက်ကတူနေပါတယ်နော်တိုင်းပြည်ကောင်းကျိုးဆိုတာတစက်ကလေးမှမလုတ်ခဲ့ဘူးလေလူတွေတစက်ကလေးမှမလုတ်ခဲ့လူလေမဆလာပါတီကနော်ခွေးပြေးဝက်ပြေးပြေးပြီးတော့ပြုတ်ကြရတာဟုတ်ဗျတိုင်းပြည်မှာဘာနေရာမှမရအောင် ပြစ်ကြရတာဟုတ်ဗျာလူတွေကိုမျိုးစုဒုက္ခပေးသွားတယ်ပါကျွန်တော်တို့ကကျွန်တော်ကနော်ဟိုနေဝင်းရဲ့တော်လိုင်းကောင်စီခက်ပေါ့ကျွန်တော်အဲ့ဒီခက်မှာမွေးတယ်ဒါဒီခက်ကနေပြီးတော့ဟလာစစ်တပ်အုပ်ချုပ်တဲ့ခက်ကနေကြီးပြင်းလာရတာကျွန်တော်ကမာဆလာခက်ဆိုတာကျွန်တော်တို့အရွယ်ရောက်ပညာသင်နော်အဲတိုင်းပြည်ပြည်မှာဘလောက်အထိနော်တိုင်းပြည်ကစိုးရွားတယ်ဆိုတာကျွန်တော်တို့ကိုတွေ့ကျွန်တော်ကိုတွေ့ ဖြတ်တန်းခဲ့ရဘူးကြောင့်မကောင်းကောင်းသိတယ်နော်ဒီပါတီတွေဒီလူတွေရဲ့စောက်ကျင့်တွေဂရော့ပါရဲ့ကျွန်တော်ရိုင်းပြောမိတယ်ဆိုရင်နော်ကောင်းကောင်းသိတဲ့စက်ကလေးမှတိုင်းပြည်ကောင်းကျိုးဆိုတာမစင်စားတဲ့မလုတ်ခဲ့ဘူးလေလူတွေမဆောင်အခုရေကောက်ွဲကလည်းပဲအတုရောထောင်ချောင်းလိန်စင်ရေကောက်ွဲဒီရေကောက်ွဲကိုဝင်มาလည်းပဲတိုင်းပြည်ကောင်းကျိုးတစ်စက်ကလေးမှမလုတ်ခဲ့ဘူးတဲ့ တန့်ဖွင့်လို့တာဆာညာလို့ပါတီတွေကအများစုဝင်ပြီးတော့သူတို့ပဲအများစုအုပ်ဆိုးမှာကြံနဲ့ဗျာတတ်တခိုင်တို့ကိုကိုကြီးတို့ပဲတောင်းမှုလေဓမ္မဘာပါတီညာပါတီတို့ရှိတဲ့ပါတီမှန်သမျှသည်ရရင်တော့အိမ်ဖြည့်ပဲရရင်တော့အိမ်ဖြည့်ပဲနော်ပါတီစုံဒီမိုကရေစီဆိုတာကိုနာမည်တက်လို့ရအောင်အိမ်ဖြည့်ပဲပါမှာနော်ကိုကိုကိုအိမ်ဖြည့်ဘဝနဲ့ကြည်နှက်နေကြတဲ့လူတွေ ဲ့တော့ဒီလူတွေဒီပါတီတွေပဲဒီအတုအယောင်ထောင်ချောင်းလိန်စင်ရွေးကောက်ပွဲကို အုပ်စီးမယ်ကျွန်တော်တခေါက်ပြောထားဘူးတလို့ရာဇွေသားတွေနဲ့ဖြစ်လာမဲ့ရာဇွေလွတ်တော်ဆိုတာအခုအချိန်နေကပိုပိုပြီးတော့ရှင်းလာတာပဲကိုကြောင့်မအိုင်းအဲ့တော့တဆာညာပါတီဆိုရင်လည်းပဲဒီပါတီထဲမှာစစ်တပ်ကလူအများစုစစ်တပ်ကလူမှန်ရင်တိုင်းပြည်ကိုဒုက္ခမပေးဘူးပဲလူမရှိဘူး မဟုတ်တာလုတ်ဖူးတဲ့မလုတ်ဖူးတဲ့လူမရှိဘူးတိုင်းရင်းသားဒေသတွေမှာလာတိုင်းရင်းသားပြည်သူလူထုကိုဒုက္ခမပေးဘူးတဲ့လူမရှိဘူးဘာဖြစ်လို့ဆိုတော့မြန်မာနိုင်ငံကပြည်တွင်းစစ်ပြည်တွင်းမှာပဲတောက်ဆော့စစ်ဖြစ်ခဲ့တာဒီပါရန်ဆိုတာဟိုးဆော့ပိုင်းเนี่ยပြီးသွားပြီပြတ်သွားပြီနောက်ပိုင်းကာလတွေမှာပြည်တွင်းစစ်တဲ့ရန်ဆိုင်နေရတာပြည်တွင်းစစ်ဆိုကြတဲ့ကကျွန်တော်တို့တောက်ဆော့ကြုံခဲ့ကြားခဲ့တီးခဲ့ရတာဒီတိုင်းရင်းသားလူမျိုးစုဒေသတွေမှာဖြစ်တာ အခုလက်ရှိစစ်တပ်ကလုံနေတဲ့နော်ပပဆက်ဆက်နီလန်းတွေဒီအရင်ကတိုင်းသားဒေသတွေမှာစစ်တပ်ကတောက်လျှောက်နှစ်ပေါင်းများစွာလုပ်ခဲ့တဲ့နီလန်းတွေဒါကြောင့်မို့လို့ကျွန်တော်ရေးရေးဆွဆွဲတယ်တဆညာပါတီဒီလည်းပဲရာဇဝတ်သားတွေနဲ့ပါတီကျန်းဖွန့်ပါတီဒီလည်းပဲရာဇဝတ်သားတွေနဲ့ပါတီဒီပါတီတွေကအုပ်စီးမဲ့လွတ်တော်ဒီရာဇဝတ်လွတ်တော်ပဲလို့ကျွန်တော်နောက်တစ်ခါထပ်ပြီးတော့တက်တက်ပြောပါတယ်ကိုကြောင့်ပါ ဟုတ်ကဲ့ပါအခုကြော်သိဒီလိုပြပြစုံလေးဆွေးနွေးပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနောက်ဆုံးပိုင်းလေးတွားလိုက်အောင်ပါဆိုတော့နောက်ဆုံးပိုင်းကတော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကလည်းဒီအကြောင်းလေးကျွန်တော်တို့ထည့်ဆွေးနွေးခဲ့ပါသေးတယ်ကျွန်တော်တို့ဒီဇီကုံရေစကန်မှာဖမ်းမိတဲ့အထဲမှာကိုဝင်ဆောင်တဲ့ကိုဝင်ဆောင်တဲ့တယောက်ပါလာတယ်ပေါ့လေဆိုတော့အဒီကိုဝင်ဆောင်တဲ့ကတော့အခုကလေးမွေးသွားပြီဆိုတဲ့တဲ့နေ့ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့လေကိုကျော်သိန်းဆွေးနွေးပေးပါအောင်ခင်ဗျာကိုကျော်မောင်ကြီးခုနကတော့ပြောသွားတဲ့တဲ့နေ့နှစ်ပုံနဲ့နော်လာလာမှမဆိုင်တဲ့ ော်ကြည်နူးစရာသတင်းလေးပေါ့ဗျာအဲ့ဒီဒီသတင်းကိုကျွန်တော်တို့တင်ပြခဲ့တုန်းကလည်းပဲဗီဒီယိုလေးတော့ကျွန်တော်တို့ဖွင့်ပြခဲ့သေးတယ်လीနော်စက်တင်ဘာလ18ရက်နေ့ကစကိုင်းတိုင်းကမ်ဘလူးမျိုးနဲ့ဇီကုံရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေဝင်တိုက်တယ်စခန်းကို သိမ်းလိုက်တယ်နော်ပြီးတော့တုံ့ပန်းတွေမိတယ်တုံ့ပန်းတွေနဲ့အတူသူတို့မိသားစုဝင်တချို့ပါတယ်အဲ့ဒီထဲမှာတုံ့ပန်းတယောက်ရဲ့ဇနီးတွေက နေစီလာစီကိုဝန်ကြီးနဲ့ ဒီစီလာစီကိုဝင်ကြီးနဲ့ဒလိုင်းတက်ဖွဲ့ကခေါ်လာတဲ့ခေါ်သွားတဲ့အချိန်မှာနော်အီတလုံးရှိရောက်တော့ဖြတ်တော့အဲ့နာခဏနားပြီးတော့သူမျိုးသားကတုံပန်းပေါ့ဗျာဒီလူကအပေါ်ပိုင်းကိုဗလာနဲ့ဆိုတော့အင်းညမှုပေါ့အင်းညမှုသူချင်နေပေါ့အဲ့မှာလည်းမျိုးသမီးကလည်းပြောတယ်ထင်ပါရဲ့နော်သူ့အတွက်လည်းကိုဝင်ဆောင်အင်းညဘိုင်ဘုံအင်းညပေါ့ဗျာနော်လူလို့ကိုဆောင်အင်းညဆိုတော့ဘေးကဒီစကန်းသိန်းတိုက်ပွဲဦးဆောင်တဲ့ခေါင်းဆောင်ထင်ပါရဲ့သူကအော်ဟစ်ပြီးတော့ဟေးဟေးအင်းညအင်းညယူလာပေးအင်းညတုံးလေးလည်းယူလာပေးနော်မဘာစင်ကာပူနဲ့ဘာညာဒီလိုမျိုးအားပေးနှစ်သိမ့်ပြီးတော့ ဝင်ဆောင်အင်းကြီးယူပေးပြီးတော့မှသူတို့ပေါ်သွားတာဘာမှမကြောက်နဲ့ဘာမှစိတ်ပူနဲ့ဆက်ပြားပြင်နော်အားပေးပြီးတော့ဝင်ဆောင်ကအားပေးပြီးတော့ပေါ်သွားတာဒီဗီဒီယိုကိုပြပြီးတော့လည်းကျွန်တော်တို့အဲ့ဒီကတော့ငါပြောခဲ့ကြပါတယ်အဲ့တုန်းကလည်းပဲနော်ဒီဟာကိုတိရကြားရတဲ့လူကအားရဝမ်းတာဖြစ်တယ်ကျွန်တော်ပြောခဲ့တဲ့စကားဘလောက်များလူဆန်လိုက်တယ်လဲဆိုတော့နော်ဒူမဆန်တဲ့စစ်တပ်ကကောင်တွေနဲ့များအဲ့တုန်းကလည်းကျွန်တော်ပြောခဲ့တယ်ဝူးနဲ့မြေနဒါစီနဲ့အီးဆိုတော့အခုတော့ ီကိုဝင်ဆောင်မျိုးသမီးကဝေးပြီတဲ့24ရက်နေ့ကဝေးတယ်24ရက်နေ့ကဆိုတော့မနေ့ရပေါ့ဗျာကျွန်တော်တို့ကဒီနေ့25ရက်ဆိုတော့မနေ့ရဆိုတော့ဘုံတဘူးပေါ့တားလေးရဲ့ဗျာတားအောင်ကြားလေးဆိုတော့ဘုံတဘူးသားလေးပေါ့ဗျာ24ရက်နေ့ကဝေးတယ်ဘုံတဘူးသားလေးပေါ့ဟလာမိမိဘတွေကဟလာတို့နဲ့အင်းဆိုင်တို့ရဲ့ရန်သူပေါ့ဗျာဒီချိန်လုံးကတို့ရန်သူပေါ့ဖြစ်တဲ့တလိုင်းတပ်ဖွဲ့တွေလက်ထက်မှာရောက်နေတဲ့အချိန်မှာငွေရတယ်ရင်သွေးလေး ကလေးလေးဒီကလေးကတော့ဘာတိမှလဲဗျာနော်သူမှပြန်လို့ဆိုတာမရှိဘူးဘုန်းလို့ဆိုတာမရှိဘူးသူကတော့ဒီလောကရဲ့ကိုဒီလိုပုံစံမျိုးနဲ့ရောက်လာဒါပေမဲ့ကံကောင်းထောက်မှဆိုတာဒီကလေးဒီနော်သူတို့စစ်တပ်ထက်တောင်မှသူတို့စစ်တပ်ဖက်မှနေရင်တောင်မှဒီလောက်လူဆန်တဲ့အခြေအနေမျိုးအတွေ့အကြုံမျိုးရကြင်မှာရအခုလူဆန်တဲ့လူတွေလက်ထဲမှာနော်ချောချောမွေ့မွေ့ဝေဖွားနိုင်နေတယ်တော်လိုင်းရေးဖွဲ့ကမူပြတာ မိခင်ရောကလေးရောကြမ်းကြမ်းမာမာရှိကြတယ်လို့လည်းပဲနော်ဒီအဲ့ဒီကာဒေါ်လိုင်းတပွဲရဲ့ခေါင်းဆောင်တယောက်ကကြီးထားတာကိုတရင်နေမှာတွေ့ရတယ်ဒီဒေါ်လိုင်းတပွဲခေါင်းဆောင်ကကလေးလေးကိုခြီထားတဲ့ပုံနဲ့တွေ့ရဖလီပုံနေရတော့တဲမကွဲလေးပေါ့နော်ငွေကင်းစာရက်သားလေးပေါ့မနေ့ကမှငွေတော်ဟုတ်ဗျာမနေ့ကမှဆိုတော့ကျွန်တော်တို့အခုဆိုရင်တရက်ပဲရှိသေးတယ်လीနော်တရက်သားလေးပေါ့ကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တော်တော်ဒီဂျီနူးနူးဖြစ်မိပါတယ်ကိုကြောက်မအောင်လीနော်ဒီဂျီနူးနူးဖြစ်မဲ့လား လက်နက်ကိုင်ပြီးတော့ဟလာတိုက်ပွဲဝင်နေကြတဲ့တော်လိုင်းရဲဘော်တွေမှာလူသားဆန်တဲ့စိတ်လူဆိုတာကိုတံပိုးထားတဲ့စိတ်ဘယ်လောက်တောင်းမှပြေဝတယ်ဆိုတဲ့အတွေ့ဒါတကူကြောင့်ကျွန်တော်ဂျင်းနဲ့ဝန်တာမိတယ်ဒါပြင်ဒီကလေးလေးဟလာအခုလိုမျိုးလူလောကကိုရှောရှူရှူရောက်လာနိုင်တဲ့အတွက်ဒုက္ခဒုက္ခတွေကြားရတယ်ပေါ့နော်။သူဒီတိုက်ပွဲဖြစ်တဲ့အချိန်တုန်းက ီကလေးကငွေးဖို့တစ်ဖက်ပဲလူတော့တယ်ဗျတစ်ဖက်ဆိုတော့ဒါကိုဝင်တော်တော်ရင့်နေပြီလေကိုကြောက်ပါတော့ဒီကလေးဒီမိခင်ဝန်းထဲမှာပြင်ကပြစ်ခတ်អော်ဟစ်နေကြတဲ့အတန်ကြီးသူကြားခဲ့ပါပြီသူကြားခဲ့ပါပြီအဲ့တော့သူမှာဘယ်လိုမျိုးစိတ်ခံစားမှုတွေရှိခဲ့မလဲကျွန်တော်တော့မပြောတတ်ဘူးဗျာကျွန်တော်ကလေးစိတ်တစားစိတ်တပိတာပညာတော့ကျွန်တော်လည်းမသိတော့ပြောတတ်ဘူးဒါပေမဲ့ဒီစူညံတန်တွေអော်ဟစ်တန်တွေတော့သူကြားခဲ့ရမှာပဲမိတို့ဝင်ဖြစ်စီအခုလို့ ရှောရှောရှူရှူမွေးနိုင်တယ်ဆိုတော့ဒါအင်မတန်ကိုဝမ်းသာစရာကောင်းပါတယ်ကျွန်တော်ဒီနေရာကနေပြီးတော့ကလေးလေးကိုကြိုဆိုတဲ့အကြောင်းနော်ဝမ်းသာတဲ့အကြောင်းဒီနေရာကနေခလိုက်လိုက်လေးလေးကျွန်တော်ပြောချင်ပါတယ်ကိုကြောင့်မောင်ကြီးစစ်ကော်မရှင်စခန်းကိုတော်လိုင်းတက်ခွဲကဝင်တိုက်တယ်တိမ့်မိတယ်တုံပန်းဖမ်းမိတယ်တုံပန်းတူရဲ့ဇနီးတွေကကိုဝန်ဆောင်ဖြစ်နေတယ် ီကိုဝင်ဆောင်ကိုတော်လိုင်းတက်ဖွဲ့ကခေါ်သွားပြီးတော့စောင့်ရှောက်ပြီးတော့ကျမကြီးစောင့်ရှောက်မှုပေးပြီးတော့ရောရောရှူရှူမွေးပေးတယ်ဆိုတော့ကျွန်တော်နေစတူကကြားရတဲ့တင်းမျိုးတော့မဟုတ်ဘူးဗျ။နော်ရှားတောင်းရှားခဲကြားတောင်းကြားခဲဖြစ်တောင်းဖြစ်ခဲနော်ဝန်တာရမယ်ជីနူးရမယ်တင်းပါဘာကြောင့်ဝန်တာမလဲជីနူးကပို့ပြီးတော့ဝန်တာစားជីနူးစရာကောင်းတော့ကိုကြောင့်မောင်တိတဲ့အတိုင်းတစ်ဖက်မှာဒီအကျန်းဖက်စစ်တက်ကကလေးတော်လကောင်း ကိုဝန်ဆောင်တော်လည်းကောင်းရှောင်းတာမဟုတ်ဘူး။ဒီเจ้าကတိုက်တာမြင်ရလို့ဆိုတာမျိုးစင်ကြီးပေးလို့မရအောင်။เจ้าတွေပေါ်ဈေးယုံတွေပေါ်ပုံကျဲတိုက်ခိုက်တယ်။ကလေးတွေရွယ်မြောက်သေးတဲ့ကလေးတွေတည်ဆုံးကြတယ်နော်။ဇေကျော်သက်တွေတည်ဆုံးကြတယ်။ကိုဝန်ဆောင်မိခင်တွေအသက်ဆုံးဆုံးဆုံးရှုံးကြ။ဒါလီเจ้าကတိုက်တာ။ဒါအပြင်မြေပြင်စစ်เจ้าဝင်ရင်လည်းပဲရွာတွေကိုဝင်ရင်လည်းပဲကိုဝင်ဆောင်မှာမချင်မဒိန်ကျင့်တာ။ နှိမ့်ဆက်ညှင်းပန်းတာအသက်အန္တရာယ်ပေးတာဒါတွေကျွန်တော်တို့နားနဲ့မဆန့်အောင်ကြားခဲ့ကြရပြီးသားစစ်တပ်ကအခုတော်လိုင်းရေးတပ်ဖွဲ့လောက်တလူမျိုးတော်လိုင်းရေးတပ်ဖွဲ့ဘက်ကကိုဝန်ဆောင်မိတင်မိခင်ပါတဲ့တုံ့ပန်းဆိုတာကိုမိလို့များအသက်ချမ်းသာရာရဖို့စိတ်တောင်ကူးလို့မရဘူးကိုကြောမောင်စိတ်တောင်ကူးလို့မရဘူးမိခင်ရောကလေးရောရเสียရရှိမှာမဟုတ်ဘူးအဲတော့ကျွန်တော်ထပ်ပြောမှာ ီအကျန်းဖက်စစ်တပ်နဲ့ဒေါ်လာကြီးတက်ဖွဲ့တွေဆိုတော့မိုးနဲ့မြေနဲ့ဒါစီနဲ့ပြီးဘာမှမဆိုင်ဘူးလာလာမှမဆိုင်ဘူးဒီစက်တည်းမှာပဲเนาะဒါကျွန်တော်တို့စကိုင်းတိုင်းကမ်ဘလူးဘက်ကเนาะဒေါ်လာကြီးတက်ဖွဲ့တွေကျွန်တော်လေးစားပါတယ်လေးပြုပါတယ်ဒီစက်တည်းမှာပဲဂျန်နဲ့ဒေါ်လာကြီးတက်ဖွဲ့တွေပဲတက်ဖွဲ့တွေလည်းပဲဒီလိုဖြစ်ရမျိုးကိုနမူနာယူเนาะအတူယူပါကိုဒေတာမှာလူမျိုးကြုံတွေ့လာခဲ့ရင်ဒီလိုမျိုးပဲဒုဒုကို ုံပန်းဖြစ်နေပါစေလူသားဆန်စွာပြည့်စုံဆောင်ရှောက်ကူညီပေးကြပါဒီလိုသတင်းမျိုးတွေလည်းပဲကျွန်တော်တို့များများတွေ့ရစေတော်လိုင်းရင်တက်ဖွဲ့တွေရဲ့နော်လူသားဆန်တဲ့သတင်းမျိုးတွေနော်လူဒုကိုရော နောက်ဆုံးရန်သူကိုတောင်မှနော်စီမင်းစီကံတတ်မှတ်ချက်ဥပဒေတွေနဲ့အညီလိုက်နာဆောင်ရွက်တဲ့နမူနာမျိုးတွေလှုပ်ဆောင်ချက်တွေကျွန်တော်တို့များများတွေ့ကြပါတယ်များများလည်းတွေ့ပြစေတွေ့ရအောင်လည်းပဲပြုမှုလှုပ်ဆောင်ပေးကြပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့ ပန်ကြားမေတ္တာရပ်ပါတယ်ကုကျော်မောင်ကြီးဟုတ်ကဲ့ပါကုကျော်သိန်းဒါကကုကျော်သိန်းဆွေးနွေးခဲ့သလိုပဲဒီစစ်တပ်ရဲ့ဒီရက်ဆက်ကြမ်းကြုတ်မှုတွေဒီလေကြောင်းကုန်းကျဲဒီရတနေနေမီရှိုးတက်ပြပေါ့ဒါတွေကျွန်တော်တို့ဟိုမမြင်ချင်တဲ့ဆုံးမကြားချင်တဲ့ဆုံးကြုံတွေ့ကြားသိခဲ့ရတာတွေပေါ့လေဆိုတော့ပစီကြီးလို့ဖြစ်ရတဲ့အနံပါလို့ဖြစ်ရတဲ့ဆိုတော့ဒါတကယ်ကိုကျွန်တော်တို့အတွက်ကိုယူကျုံမရဖြစ်ရတဲ့အခြေအနေတွေပါဆိုတော့ဒီလိုတခြားတစ်ဖက်မှာတော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကဒီလိုကျင်းနူးစရာကောင်းတဲ့ ဒီလူသားဆန်မှုတွေကိုမြင်တွေ့ရတာလည်းကျွန်တော်တို့တကယ်ကိုဟိုလူသားဆန်တဲ့စိတ်တွေကိုလူတွေရှိဘူးတကယ်လည်းရောက်စေပါတယ်ဒါမျိုးတွေလည်းကျွန်တော်တို့ခက်မြတ်မြတ်မြင်တွေ့ချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အကြောင်းအရာကတော့ဒီနှစ်သုံးခုဆွေးနွေးဖို့ရထားတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ပြည့်သွားပြီပေါ့လေဆိုတော့ကျွန်တော်တို့ဆွေးနွေးတဲ့အစီအစဉ်ကိုကျွန်တော်တို့ဒီမှာပဲရက်ချင်ပါတယ်ကြည့်ရှုပေးကြတဲ့ပရိသတ်တွေလူချင်းစီကိုလည်းကျေးဇူးပဲကျေးဇူးရန်တင်ရှိပါတယ်ခင်ဗျာကိုကျော်သိန်းလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကိုကျောင်းပေါင်းနဲ့ပြပြဝိုင်းတော်သားများအားလုံးကျေးဇူးတင်ပါတယ်အခုပြင်တော့ ကြည့်ရှုအားပေးကြတဲ့ပြည်သက်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့မှာတစ်ဆက်တည်းကလေးပြောချင်တာကကျွန်တော်တို့ကဒီနေ့ဒီနေ့ကိုအများဖြင့်တော့ဒီကသက်အချိန်တွင်းမှာပေါ့လေနောက်ရွေးလောက်ကျွန်တော်တို့ကဆွေးနွေးဖို့ရထားတော့အကြောင်းအရာ၃ခု၃ခုလို့ကျွန်တော်တို့ကစဉ်းစားပါဒါပေမဲ့တခါတလေကြာရင်လည်းပဲအကြောင်းအရာ၃ခုတက်ပူကျင်လဲပူသွားနိုင်မှာမှာပေါ့လေနော်ကျွန်တော်တို့၃ခုရေလို့တော့အဲကန့်တတ်မထားပါဘူးဆိုတော့ဒီ BIV နဲ့ Etime with ကြောကြောတဲ့ YouTube channel တို့ပူပေါင်းပြီးတော့တင်ဆက်နေတဲ့မြန်မာပြည်ရဲ့တနစ်တာအစီအစဉ်ကို synthesize ကြည့်ရှုအားပေးကြတဲ့ပြည်သက်တွေအားလုံး အရင်ကင်းကြပါစေကျမ်းမာကြပါစေယေရှုထုတင်ရှိပါရယ်ခင်ဗျာ Burma Independent Voice